ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကိုလင်းအော်တိုမိုဘိုင်းဆေးစင်တာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကြ။အဲကျွန်တော်တို့ဒီနေ့မှာတော့ကိုလင်းအော်တိုမိုဘိုင်းဆေးစင်တာမှာရှိတယ်ကျွန်တော်တို့အဲ Amisa SUV တွေထဲကမှာပေါ့နော်ကျွန်တော်တို့ရုပ်ထွက်လည်းလမ်းပြီးတော့ performance လည်းကျန်းတယ် Amisa SUV 3ကြီးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်အခုမိတ်ဆက်ပြတ်သွားပြီးသွားမဲ့ကားလေးတွေကတော့ကျွန်တော်တို့ဒီ off road ကားတွေထဲမှာ off road king လို့တင်စားလို့ရတယ် Toyota Land Cruiser ဒီလို့ရှိရင်ကျွန်တော်တို့ Euro SUV တွေထဲမှာပေါ့နော် Euro SUV တွေထဲမှာပေးရတဲ့ဈေးနဲ့လည်းတန်တယ်တန်ရတဲ့ performance ကလည်းကျန်းတယ်ကျွန်တော်တို့ Range Rover Velar လေးနှစ်စီးကိုလည်းကျွန်တော်မိတ်ဆက်ပေးသားမှာပဲဖြစ်ပါတယ် ကျွန်တော်ခုပထမဆုံးမိတ်ဆက်ပြသပေးသားမယ့်ကားလေးကတော့ Toyota Land Cruiser VH Grade လေးပဲဖြစ်တယ်ဒီကားလေးကဆိုလို့ရှိရင်တော့2018 model engine power ကတော့ 4.5cc diesel engine ကိုသုံးမိထားတာဖြစ်တယ်သူ့ရဲ့ရုပ်ထွက်ကတော့ကျွန်တော်တို့ဒီသူ့ရဲ့ headlamp တွေ daytime running light တွေရှေ့ရှဲရုပ်ထွက်တွေကမြင်ရတာကအရမ်းမိုက်တာကိုတွေ့ရတယ် ူအတွင်းကန်းကိုကြီးမယ်ဆိုလို့ရှိရင်သူကအတွင်းကန်းမှာသူကထိုင်ကုန်အရောင်တွေကအဖြူရောင်တွေကိုတုံးပေးထားတယ်အတွင်းကန်းရောင်တွေဆိုလို့ရှိရင်ခီရောင်တုံးထားတယ်ပေါ့နော်အဲပြီးလို့ရှိရင်သူရဲ့ထိုင်ကုန်တွေကဆိုလို့ရှိရင်လည်းသူက driver seat ရော passenger seat ဘက်မှာရောသူကထိုင်ကုန်မော်တာတွေပါသွားမယ်ပြီးလို့ရှိရင်ထိုင်ကုန်အပူအေးတွေလည်းပါမယ်ဗျအဲဒီ driver seat မှာဆိုလို့ရှိရင်နော်သူဒီဘက်မှာဆိုလို့ရှိရင် seat memory ကပါသွားမယ်ဗျ speaker ဆိုလို့ရှိရင်လည်းဒီကောင်လေးက JBL speaker ကိုအသုံးပြုထားတယ် အဲဒီကားဆိုလို့ရှိရင်သူကကင်မရာတွေပါတွေကလည်းသူက360ကင်မရာတွေပါတွေလည်းပါသွားမယ်ပြီးလို့ရှိရင်ဒီလက်တင်ကောအောက်မှာဆိုလို့ရှိရင်လည်းကူးပေါက်တွေပါတွေလည်းပါသွားမယ်ဗျအဲဒီပေါ်မှာဆိုလို့ရှိရင်လည်းသူကဆန်းရုံတွေပါတွေလည်းပါသွားမယ်ဗျ option ကတော့စုံတယ်လို့ပြောလို့ရရပေါ့နော်ဟုတ် ီနောက်ခံမှာထိုင်ရတဲ့ feeling ကဒီ LeBron တွေ Harden တွေရာလဲကျဲတယ်ပေါ့နော်ကျဲတဲ့အတွက်အရန်တပေါင်းသွားဖြစ်တဲ့ feeling ကိုလည်းခံစားရတယ်။အဲပြီးလို့ရှိရင်ဒီကားကခွန်သုံးနဲ့လဲဖြစ်သွားတဲ့အတွက်မိသားစုများများချီးလို့လဲအဆင်ပြေရယ်။အဲပြီးရင်ဒီမှာဆိုလို့ရှိရင်လဲ round air ကိုဖြစ်သွားမယ် original TV နှလုံးလဲပါမယ်ပေါ့နော်။ ီတိုတာလန်ကရူဇာရဲ့နောက်ဖက်ချမ်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင် VXR အသေးလေးတွေပါလာတွေ့ရပြီးတော့အစိုးနာဆိုလို့ရှိရင်လည်းပပတ်လည်းပါမယ်ပြီးလို့ရှိရင်နောင်မီးကြီးဆိုလို့ရှိရင်လည်းအဝေးကနေကြီးလိုက်ရင်တော့ပဲအရန်ကိုပေါ်လွင်တယ်ဒီ Range Rover Velar လေးနှစ်ကြီးမှာဆိုလို့ရှိရင်ဒီဘက်ကအဖြေအောင်လေးကတော့ Range Rover Velar P150 ASI Grade လေးဖြစ်ပြီးတော့ model လေးကတော့2018 model လေးဖြစ်မယ်အဲမိုင်အားဖြစ်တော့ဒီကောင်လေးက2800မိုင်လောက်တော့တုံးထားတယ်ဗျာ အဒီဘက်က ratio bubble ပါကိုကာလာလေးရဆိုလို့ရှိရင် P300 SC grade ကိုမှ model လေးရလည်း2019 model လေးနံပါတ်1လေးကတော့ R1 လေးဖြစ်မယ်မိုင်အားဖြစ်တော့ဒီကောင်လေးက3200လောက်တော့တုံးရတယ်ဗျဒီကောင်လေးကတော့ P250 SC grade လေးရဲ့ twin gun ဖြစ်ပြီးတော့ twin gun ကတော့ SC grade ဖြစ်တဲ့အတွက်ကြောင့်မို့လို့ leather ကတော့အမဲရောင်နဲ့လာတယ် လို့ရှိရင် stereo မှာဆိုလို့ရှိရင်ကျွန်တော်တို့ production တွေဘာတွေပါမယ် limit control ပါမယ် length departure ပါမယ် voice command တွေအဲ audio control တွေပါသွားမယ်ပေါ့နော်အဲ sunroof ကတော့ဒီမှာ sunroof ကတော့ panoramic sunroof ဖြစ်မယ် slide ကတော့စုံတီဖွင့်လို့ရမယ်ပေါ့နော်အပေါ်ကမှန်ကတော့ကျွန်တော်တို့ပုံမှန် sunroof တွေမှာပါတယ်ဒီ door လောက်ထိဖွင့်လို့ရမှာကြာ sound system မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပုံမှန် ratio က velocity မှာအသုံးပြုနေကြ sound system ဖြစ်တဲ့ meridian sound sound system ကိုအသုံးပြုထားတာဖြစ်တဲ့ဒီ P250 AC grade လေးရဲ့နောက်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့နောက်မီးကြီးတွေပြီးလို့ရှိရင် brake light တွေအဲပြီးလို့ရှိရင်ဒီ ratio bar ဆိုတဲ့စာရန်နဲ့လုံအောင်ကိုပပဖြစ်နေကြအောင်တွေးရတယ်ဒီဘက်ဘယ်ဘက်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ grade ဖြစ်တဲ့ P250 AC grade ဆိုတဲ့စာရန်လေးကိုတွေးရမယ် ဒီ P300 SC grade လေးရဲ့အတွင်းကန်းကဆိုလို့ရှိရင်တော့သူ SC grade ဆိုတဲ့အတိုင်းအမဲရောင်လေတာနဲ့ပဲလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ driver seat နဲ့ passenger seat မှာထိုင်ခုံ motor ပါသွားမယ်ထိုင်ခုံပူအေးတွေပါသွားမယ်ပြီးလို့ရှိရင် driver seat မှာဆိုလို့ရှိရင် seat memory တွေပါသွားမယ်ပေါ့နော်ဒီ steering မှာဆိုလို့ရှိရင်လည်းသူ limit control ပါမယ် lane departure ပါမယ်ပြီးလို့ရှိရင် voice command အဲ audio control တွေပါသွားမယ်ပေါ့နော်ပြီးလို့ရှိရင် pedal shift တွေပါလည်းပါမယ်အဲပြီးလို့ရှိရင်ဒီကားကသူကပြီးလို့ရှိရင် shower အနေမြင့်နေပါလည်းရမယ်ပေါ့နော် အပြီးလို့ရှိရင်ဒီကောင်ကကင်မရာဆိုလို့ရှိရင်လည်းသူက360ကင်မရာလည်းဖြစ်သွားမယ်ဆိုတော့ဒီကောင် option ပူဆောင်သွားတယ်လို့ပြောလို့ရတယ်ကားနောက်ကန်းလေးတွေကတော့ Range Rover Velar ကားတစ်စီးလုံးရဲ့နောက်ကန်းတွင်းကန်းလေးတွေကတော့ Laron Heron လေးတွေကကျေတာဖြစ်တဲ့အတွက်ထိုင်ရတဲ့ feeling ကလည်းအရင်ကတော့တော်တော်ရှိတယ်အပြီးရပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာဆိုလို့ရှိရင် Aircon Sporting ပေါက်2ပေါက်လည်းထပ်ပါမယ်ပေါ့နော်အဲအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ Ice Sporting ပေါက်လေးကို control လုပ်ဖို့အတွက် Aircon Control Club လေးလည်းထပ်ပြီးတော့ပါမယ်ဗျာ ဒီ P300 SC ကားလေးရဲ့နောက်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်မီးကြီးတွေ logo စာရန်တွေ brake light တွေကတော့ P350 SC grade နဲ့အကုန်အတူတူပဲဒီအောက်ဘက်ကဘမ်မာအောက်ဘက်မှာဆိုလို့ရှိရင်တော့ပုံစံလေးအနည်းငယ်ပြောင်းသွားတာကိုတွေ့ရမယ်ကျွန်တော်အခုပြပေးသွားတဲ့ကားလေးတွေကိုနှစ်သက်သဘောကျလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။လူချင်းမျိုးအနေနဲ့ဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်က Range Rover Velar P150 SC Grade လေးကိုအဲဈေးနှုန်းပေါ့နော်ခုနှစ်ထောင်အောက်မှာကျွန်တော်တို့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအလဲကလန်ကရူဇာလေးကိုတော့ကျွန်တော်တို့ဟိုဈေးနှုန်း900ဝန်းကျင်မှာရောင်းချပေးသားမှာပဲဖြစ်ပါတယ်ဒီဘက်က Range Rover Velar P300 SE Grade လေးကိုတော့ဒီ9000ဝန်းကျင်မှာရောင်းချပေးသားမှာပဲဖြစ်ပါတယ်အဲလူကြီးမင်းတို့အနေနဲ့တိုင်းနေတဲ့ရာကားလေးတွေဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Colin Automobile Showroom နေရဲ့လိမ့်စာတွေဖြစ်တဲ့ပြည်လန်းကမာရွံ့မြို့နယ် Novotel Hotel နားမှာဆိုလို့ရှိရင် Showroom နံပါတ်1ဦးစားလန်ဘဟန်းမြို့နယ်တော်လိုင်းပန်းချီမြေနှင်းဆိုင်မှာဆိုလို့ရှိရင် Showroom နံပါတ်2 အဲတောင်ကလာဘာမျိုးနဲ့ကျွန်တော်လမ်းမပေါ်မလီကအင်ယာရဲ့ဂိမ်းနံပါတ်1ရဲ့မျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်ရှိုးရနံပါတ်3ဆိုပြီးတော့ခွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူချင်းမင်းတို့ရဲ့နေသက်ရရှိုးရနေမှာဝယ်ယူအားပေးလို့ရပါတယ်